အားလုံးပဲမင်္ဂလာပါခင်ဗျာယခုကျွန်တော်ဖတ်ပြပေးမှာကတော့စာရေးဆရာကြီးဝင်းဖေရဲ့မှန်တဲ့ကလူလို့အမည်ရတဲ့ဝတ္ထုတိုကလေးပဲဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမှန်တဲ့ကလူလမ်းထိပ်ကနေ စိုက်ကားစီးပြီးလမ်းကြားလေးထဲဝင်ခဲ့တော့လမ်းကတော်တော်ဆိုးတာပဲ။ဂျိုင်းတွေကျင်းတွေကိုကွစ်ပက်ရှောင်ကွင်းပြီးသွားရတာ။တချို့နေရာမှာရှောင်လို့တောင် မလွတ်ပါဘူး။ဒီလိုပဲတဒုံဒုံတတိုင်းတိုင်းနဲ့လိုက်ခဲရတော့တာပါပဲ။ရှယ်လီစိုက်ကားမစီးဘူးတာကြာလာပြီ။တော်ပါသေးရဲ့ဘီဒင်ဆရာကြီးအိမ်ကတိတ်မဝေးလို့စိုက်ကားဆရာက ဝင်းထယန်နာကက်ပြီးရက်ပေးလိုက်တယ်။ရှယ်လီကစိုက်ကားဆရာကိုစောင့်ခိုင်းထားပြီးအိမ်ထဲဝင်ခဲ့တယ်။ဘီဒင်ဆရာရဲ့အလုပ်စပွဲကအင်ရှေကမ်းမှာ ရှိတာပဲ။အခန်းကတိတ်မကျေပေမဲ့တက်တက်ရက်ရက်တော့ရှိပါတယ်။ဘီဒင်ဆရာကရှယ်လီကိုခြေစုံကောင်းဆုံးတစ်ချက်ကြည့်ပြီးခက်မြန်မြန်အကဲခတ်လိုက်ဟန်တူတယ်။ရှယ်လီတိတ်မကြိုက်ချင်ဘူး။ဒါပေမဲ့ ဒါကဘီဒင်ဆရာတွေအလုပ်ပဲလေထားလိုက်ပါတော့ထိုင်ပါဗျာရှယ်လီဘာမှပြန်မပြောပဲထိုင်လိုက်တယ်ရှယ်လီကဘာရညာရယ်မပြောသေးပေမဲ့ဘီဒင်ဆရာကသူ့လှုပ်သူတောက်လျှောက်လှုပ်နေတယ်စက်ကူဖြူဖြူတရွက်ကိုစပွဲပေါ်မှာခင်းလိုက်ပြီကဲခမည်းလက်နှစ်ဖက်စလုံးဒီစက်ကူပေါ်မှာမှောက်လျက်တင်လိုက်မဟုတ်ဘူးမဟုတ်ဘူးတခြားစီလေ ဲဟုတ်ပြီဘေးဒင်ဆရာကရှယ်လီရဲ့လက်တွေကို သူ့လက်နဲ့မထိပဲဘယ်ပုံဘယ်လိုထားရမယ်ဆိုတာပြပါတယ်ပထမရှယ်လီကမမေးမမြန်းဘဲနဲ့အလုတ်ဆလုတ်ဖို့ဇွပြင်းစင်နေတဲ့ဘေးဒင်ဆရာကိုဘဝင်မကြခြင်းမူဒါပေမဲ့သူကလည်းဘေးဒင်မေးဖို့လာတာပဲလीအဲ့ဒီတော့မှန်နေတယ်ဘာဖြစ်လဲဘေးဒင်ဆရာပြောသလိုပဲလှုပ်လိုက်ပါတယ် ကျမမွေးတက်ကလေးကမလိုပါဘူးခမညာကျွန်တော်နီးကအာယုံနဲ့ဟောတဲ့နီးပါတခုတော့ရှိတယ်ခမညာကိုဟောနိုင်မှု ခမညာလက်ထိတ်ကလေးတွေနဲ့ကျွန်တော်လက်ထိတ်ကလေးတွေနဲ့ခဏလောက်တော့ထိထားဖို့လိုပါမယ်စိန်စိန်တို့ပြောလိုက်တာကိုစုံအောင်မမေးမမြန်းမဲကောက်ကာငင်းကလာခဲ့မိတာကိုရိုးရိုးဗေဒင်မှတ်နေတာသူဟာက အာယုံနဲ့ဟောတဲ့နီးတဲ့ ကိစ္စမရှိဘူးလေဖြစ်ပါတယ်ဆရာဘေဒင်ဆရာက ရှယ်လီရဲ့လက်ထိတ်ကလေးတွေကိုတက်တက်ရဲ့ရဲ့ထိကက်ထားလိုက်တယ်လက်ချောင်းစိတ်ထိကက်လို့တော့မရပါဘူးရသလောက်ပေါ့လေဘေဒင်ဆရာကလက်ထိတ်ချင်းထိထားပြီးတဲ့နောက်သူ့မျက်စိကိုမှိတ်ထားလိုက်ပြီးအာယုံယူလိုက်ဟန်တူတယ်ရှယ်လီကတော့ဘေဒင်ဆရာရဲ့မျက်နာကိုပဲကြည့်နေလိုက်တယ်အာယုံရဖို့တော်တော်အချိန်ယူရတာပဲ 2မိနစ်လောက်တောင်ကြာမယ်အဲ့ဒီတော့တွင်မှာရှယ်လီရဲ့စိတ်ကထင်တာပဲလားတော့မပြောတတ်ဘူးသူ့ကိုယ်ထဲကဓာတ်တွေစီးထွက်သွားတယ်လို့လို့ဘာလို့လို့ရှိန်တိန်တိန်ဖိန်တိန်တိန်တော့ခံစားလိုက်ရတယ်စမ်းစမ်းပြပြစိတ်ကြောင်းတော့မဟုတ်ပါဘူးဘီတင်ဆရာကမျက်စိမျက်စိဖွင့်လိုက်တဲ့အချိန်မှာ ရှယ်လီကသူ့မျက်လွှာကိုချထားလိုက်တယ်ကဲကျွန်တော်ပြောမယ်နော်ခမည်းဟာဗုဒ္ဓဟူးသမီးဗျ စိတ်တော့မရှိနဲ့နော်ခမရအသက်32နှစ်ရှိပြီယောက်ျားတော်တော်များများနဲ့တွေ့ခဲ့ပြီးပြီလင်မှတ်မှတ်သားမှတ်မှတ်ပေါင်းတာနှစ်ယောက်ပဲရှိတယ်ခုလက်ရှိယောက်ျားက ခမရကို ပထမယောက်ျားလက်ထက်ကစွတ်ခိုးယူလာခဲ့တာပဲရှယ်လီကြက်သီးဖြံဖြံထသွားတယ်ဟုတ်ရဲ့လားလို့မင်းမှကြောက်မိတယ်တော်သေးတယ်ဘေဒင်ဆရာကမမေးပါဘူး ူအာယုံရတာကို ခရားရေလို့ရှောက်ပြောတော့တာပဲခမ ्या ကျွန်တော်အိမ်ကိုဘာကြောင့်စိုက်ကားနဲ့လာတယ်ဆိုတာအံ့ဩစရာပဲခမ ्या မှာလောလောဆယ်တော့ကရှိတယ်ဒါပေမဲ့ခမ ्या ကိုပိုင်တော့ကမဟုတ်ဘူးသူများအဘူးကို့အဘူးလောက်ရတာပဲအေးဗျာခမ ्या အကြောင်းခမ ्या အကြောင်းကျွန်တော်တိတ်မဟောခြင်းခမ ्या ယောက်ျားအကြောင်းပူဟောခြင်းနဲ့ဟောပါဆရာဟောပါ အဲ့ဒါကိုပိုသိကြပါတယ်လို့မပြောရသေးခင်ဘေဒင်ဆရာကဆက်ရုပ်လိုပါပဲသူကသူဆက်ဟောတယ်ခမည်းယောက်ျားကတကယ်လူရှုပ်ပဲလူဘော်လူဇော် လုခဲ့တာတွေရော ကတုံးမော်ထိတ်ကွက်လုခဲ့တာရော သူများမြတ်ခုံမွေးဘော်ဇင်းကြံလျှောက်ခဲ့တာတွေရောနောက်ဆုံးပြောင်ပြောင်တင်းတင်းအနိုင်ကျင့်တာတွေရောများလာပြီပဲသူလုခဲ့သမျှအားလုံးထဲမှာမူရစ်ဆေးဝါးကိစ္စကအဆိုးဆုံးပဲ။ သူ့ကိုနောက်ဆုံးဒုက္ခပေးမှာကအဲ့ဒီကိစ္စပဲအာယုံရလာပြီဆိုတဲ့ချိန်မှာအာနာယကောင်းမှမသိတော့ဘူးနဲ့တူတယ်ပြောတဲ့မပြောတဲ့ဆိုတာလည်းမရှိတော့ဘူးနဲ့တူတယ်ဘေဒင်ဆရာကဇက်တိုက်ပြောချနေတယ်ရှယ်လီလည်းကြောက်ပြီးဘာမှပြန်မပြောရဘူးဒူးဆိုင်လောကမှာကျင်လည်တဲ့လူတစ်ယောက်ဖြစ်နေတယ်သူ့အန်ဒရီယာသူ့အနီးနားမှာရှိနေပြီပြီးတော့ပြီးတော့နေအောင်နေအောင် ခဏနော်ခဏဘီဒင်ဆရာရဲ့မျက်လုံးများပြန်မှိတ်သွားတယ်စကားမပြောဘဲအကြာကြီးငြိမ်သွားတယ်ထိကက်ထားတဲ့လက်ထိပ်တွေဟာကြာလာလှူလာတော့မပြောတတ်ဘူးပူတက်လာတယ်ဘီဒင်ဆရာရဲ့နှစ်ဖူးမှလည်းချွေးပြန်လာတယ်သူ့ပါဇက်ကလှုပ်လှုပ်ရွရွဖြစ်နေပေမဲ့ဘာတမ်းမှထွက်မလာရှယ်လီလည်းဘာကူမှမသိပဲကြောက်ပြီးမြင်တတ်မိနေတယ်ဘီဒင်ဆရာကအစပြောက်သွားတဲ့သူ့အာယံကို ပြန်စုစည်းလို့ရအောင်အပြင်းထန်ကြိုးစားပေမဲ့မအောင်မြင်တော့ဘူးလို့ဆိုပါတယ်။ဘာတက်နိုင်တော့မှလဲ။အဲ့ဒီရက်ွက်ထဲကရှယ်လီစိုက်ကားနဲ့ပြန်ထွက်လာတော့ဘေဒင်ဆရာကဖျားရှင်ခိုးရင်ကြံခဲ့တယ်။လမ်းထိပ်ရောက်တော့စိုက်ကားကပြီးပြီးလမ်းတစ်ဖက်မှာရက်ထားတဲ့အစီစလွန်ကားနက်ပြာကြီးစီကိုလာခဲ့တယ်။ဖိုတိုဂရမန်ခမဲမဲကြီးတက်ထားတဲ့ကားကိုအလုံးပိတ်ထားတော့ အတွင်းမှာဘယ်သူရှိတယ်ဆိုတာအပြင်က မသိနိုင်ပါဘူးတကယ်တော့အတွင်းမှာရှဲလီယောက်ျားတန်းနိုင်တယောက်တည်းရှိတာပါတန်းနိုင်ကရှဲလီလာတာကိုမြင်ပေမဲ့တကားဖွင့်မပေးပါဘူးရှဲလီကသူ့ဟာသူ တကားဖွင့်ပြီးဝင်ထိုင်လိုက်တယ်ဆိုရင်ပဲကားကရှော့ကနေထွက်သွားတယ်တန်းနိုင်ဟာကြန့်ခိုင်တန်မာတဲ့လူကြောတယောက်ပဲစပင်းတွေကိုတည်သက်ပြီးအောင်ဖိထားတယ်အသားလက်လက် မျက်မှန်အနက်တက်ထားတယ်။ဝက်ပုံစားပုံကလည်းတက်ရက်တွက်လက်ပါတယ်။ဒါပေမဲ့ဒူးစရိုက်လောကသားတယောက်ဆိုတာကတော့ပေါ်လွင်နေတာပါပဲ။ပြီးတော့သူက သူ့လောကမှာဆရာတဆူလေးသိတယ်မလား။မန်နေထန်တွေမြင်နေမောင်းတွေကတဲကောင်းတာပဲ။ကားကလှစ်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 နေအောင် ပြေးနေတယ်။ရှယ်လီကဘီဒင်ဆရာပြောလိုက်တာတွေကိုပြန်ပြောတယ်။တန်းနိုင်ကရှယ်လီကိုတစ်ချက်ကလေးလှဲ့မကြည့်ပဲ ပေရင်ဆရာရဲ့အဟောကိုနောက်တစ်ကြိမ်ထပ်ပြောဖို့ဘာပြောရမလဲအမိန်ပေးသလိုပါပဲထားပါလေထပ်ပြောခိုင်းနေပဲဆိုကြပါစို့ရှယ်လီသိပြီနောက်တစ်ခေါက်ပြန်ပြောတော့တတိထားပြီးမှတ်မိသည်များကိုအသေးစိတ်ပြောပြလိုက်တယ်နောက်နေ့မနက်စောစောမှာရှယ်လီရဲ့အလောင်းကိုငမိုးရိပ်ချုံထဲမှာတွေ့ကြရတယ်တန်းနိုင်တဲ့အနီးကပ်ဆုံးအလုလုကြရတဲ့တပည့်ကျော်၅ယောက် နောက်3ရက်အတွင်းအဝီစီရောက်သွားကြတယ်အဲ့ဒီလိုပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့နောက်ဆုံးအနီးကပ်တပည့်ကျော်ချာလီကိုတန်းနိုင်ကိုတိုင် ရှင်းပစ်လိုက်တယ်တန်းနိုင်က သူ့နားမှာရှိတဲ့အနီးကပ်ဆုံးလူတွေအလုံးရှင်းပစ်လိုက်ပြီသူကြာရှည်လင်းမြင့်ကျက်စားခဲ့တဲ့ဒူးစရိုက် လောကကြီးနဲ့ဝေးရာကိုထွက်သွားတယ်သူဝင်းကျင်က လူတွေကိုရောဝင်းကျင်ကိုပါဖျောက်ဖျက်ပစ်လိုက်တာပဲ။ ချင်းပြည်နယ်ကတောင်ဆောင်တစ်ခုမှာရွာကလေးတရွာရှိတယ်။သိတ်တာရတယ်။ရွာကလေးကတက်ရက်တန်ရှင်းတယ်။စီးပွားရေးကစိုက်ပျိုးရေးတက်တယ်။ရန်ကုန်မြို့ကြီးနယ်ကအဝေးကြီးဘယ်လိုမှ မပတ်သက်တော့သလိုပဲ။ဒူးစရိုက်လောကကြီးနယ်လည်းဘယ်လိုမှမနှိမ့်ဆက်ပါဘူး။အဲ့ဒီရွာကလေးကိုတန်းနိုင်ရောက်လာတယ်။အေးအေးချမ်းချမ်းနဲ့စိုက်ပျိုးရေးလုပ်ရင်းအခြေချနေထိုင်ခြင်းနဲ့ကိုချစ်ခင်ပေါ့လေ။ ငွေကြေးပြည့်စုံတဲ့ကိုချစ်ခင်ပေးခြင်းကမ်းခြင်းစိတ်အပြည့်ရှိသူမနှမျောတတ်သူရက်ရောသူ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေ့ရွေ့နေတတ်သူဆက်ဆံရေးအလွန်ကောင်းသူရင်ကျေးတိမ်မွေးပြီးဘာသာရေးကိုင်းဆိုင်သူ အပေါင်းအသင်းဆန့်သူရက်ရေးရွာရေးအလွန်စိတ်ဝင်စားသူအလौတမားတွေအပေါ်မှာကြင်ကြင်နာနာတိမ်တိမ်မွေးမွေးဆက်ဆံတတ်သူကိုချစ်ခင်သူ့ဘဝကို ပြောင်းပြန်လှန်ပစ်လိုက်တယ် မဲမောင်နေတဲ့ကိစ္စကိုဖြူဖွေးသွားအောင်လုပ်တယ်။သူ့အတွက်မခက်ပါဘူး။တိတ်လွယ်တယ်။ကောင်းတာတွေကိုလုပ်ရတာဘယ်တိတ်ခက်မလဲ။အလွန်ပျော်စရာကောင်းတဲ့ကိစ္စတွေပဲ။ပြဿနာမရှိတဲ့ကိစ္စတွေတိတ်စိတ်ချမ်းသာစရာကောင်းတဲ့ကိစ္စတွေပဲ။အကုန်အောင်မြင်တာပဲ။ဒါပေမဲ့သူဒုစရိုက်လောကမှာနေခဲ့တုန်းကမတရားတဲ့ကိစ္စတွေမှန်မှန်ကန်တဲ့ကိစ္စတွေ ရက်ဆက်ရုံမာတဲ့ကိစ္စတွေအများကြီးလောက်ခဲ့ဘူးတယ်ချစ်ခင်တဖြစ်လဲတန်းနိုင်ဟာအလွန်လင်းအလွန်ပါနဲ့တဲ့အတွက်ဘယ်သူမှမသိအောင်ဖုံးနိုင်ဖွက်နိုင်ခဲ့တာပဲဘာပစ်ကိုပဲလှုပ်လို့ဘယ်သူမှမသိရင်ပြီးတာပဲဒါကတန်းနိုင်ရဲ့ခံယူချက်ဖြစ်ခဲ့တယ်လေဘယ်သူမှမသိရင်ပြီးတာပဲမကောင်းမှုဒုစရိုက်ကျွလွန်နေဆိုတာဘယ်သူမှမသိရင်ဘာမှပြဿနာမရှိဘူး အလွန်လွယ်တဲ့အတွေးခေါ်ပဲတန်းနိုင်ဘွားကနေခုချစ်ခင်ဘွားရောက်ခဲ့ပြီ သူလှုပ်ခဲ့တာတွေကိုဘယ်သူသိလို့လဲဘယ်သူပြောနိုင်လို့လဲအရေးအမွတ်သိတဲ့အနီးကပ်ဆုံးလူတွေလဲအကုန်အပြည့်ရှင်းခဲ့ပြီးပြီဘာလို့သိလဲလောကမှာသူ့ရဲ့စုပ်ပြက်ညစ်ပတ်ခဲ့တဲ့ကိစ္စတွေကိုသိတာဆိုလို့သူကိုယ်တိုင်ပဲရှိတော့တာပဲဒါကတော့ကုတာဝင်ပဲကုတာဝင်ကိုယူပေါ့ကိုကိစ္စတွေကိုမေ့နိုင်အောင်စူးစမ်းပေါ့ ဘာပဲဖြစ်ဖြစ်အချိန်ကြာလိုက်ရင်မိသွားတတ်တာမျိုးပဲကြာရင်မိသွားမှာပဲပျောက်သွားမှာပဲလွယ်ပါတယ်ရွာကန်လူအလုံးကိုချစ်ခင်ကိုအထင်ကြီးကြတယ်ခင်မင်အားကြကြတယ်ကူညီရိုင်းပင်းကြတယ်အင်းဘဝတစ်ခုကိုပြင်ရတာတဲလွယ်ပါလားကိုချစ်ခင်ဖို့အတိတ်ကိုမေ့နိုင်ဖို့ပဲလိုတော့တယ်မေမေမေ့လိုက်စမ်းဗါတဲ့ရှယ်လီပြောလိုက်တာ ဗီဒင်ဆရာကဟောလိုက်တာသူ့အန်တရယ်ဟာသူ့အနီးအနားမှာရှိနေပြီတဲ့အဲ့ဒီဇကားတွေကိုမေ့ဖို့ခက်လိုက်တာအဲ့ဒီဇကားတွေကိုပထမဆုံးမေ့နိုင်အောင်လုပ်မှဖြစ်မယ်အဲ့ဒီဗီဒင်ဆရာရဲ့ဇကားတွေကြောင့်သူ့အတိတ်ကအရေးတွေကိုဖျောက်ပြစ်မေ့ပြစ်ဖို့ခက်နေတာပဲကိုချစ်ခင်နဲ့ရွာကန်လူတွေရဲ့ဖြောင်ပြူးလှပတဲ့အချိန်ဟာအတိတ်ကြပြောရရင်6လနဲ့9ရက်ပဲခံတယ် ပန်းသီးကြံတဲ့ကအလုတ်သမား၃ယောက်ကိုအလုတ်ဖြုတ်ပစ်လိုက်တယ်။ဘာအပြစ်ရှိလို့လဲလို့ပြန်မေးမိလို့မိုက်မိုက်ရိုင်းရိုင်းအစဲခံခဲ့ကြရသေးတယ်။၆လနဲ့23ရက်မြောက်တဲ့နေ့မှာတစ်တော်ကြံကအလုတ်သမားမင်းကလေး၂ယောက်ကိုပားရိုက်ပြီးခြေထောက်နဲ့ပိတ်ကန်တယ်။ပြီးတော့အလုတ်ထုတ်ပစ်လိုက်ပြန်တယ်။ချောင်းထဲကဆုံစလေဇက်ကို ရောင်းခဲ့တဲ့ရွာကန်လူကြီးခက်ခန်ထန်းကိုလူလိန်ကြီးလို့ဆွဆွဲပြီးလူပုံလဲမှာ အရှက်ခွဲတယ်ရေမချိုးတာလဲကြာပြီသူနေတဲ့အိမ်သားမှာရှိတဲ့ခွေးလေခွေးလင်တွေကိုအစိတ်တုံးပစ်ပြီးတတ်ပစ်လိုက်တယ်သူ့ကြက်ကားကိုဈေးရှိမှာပစ်ထားခဲ့ပြီးအိမ်ပြန်သွားတာငားချိန်ရှိပြီသူ့ကိုအနားယူဖို့စေးစားဖို့ပြောတဲ့လူတွေကို နေရက်လိပ်စာမေးပြီးရွာလူကြီးသွားတိုင်တယ်ရွာလူကြီးကသူ့ကိုဖြောင်းဖြောင်းဖြားဖြားရှင်းပြတော့ရွာလူကြီးယူနေပြီလို့ပြောပြီးပြန်သွားတယ် ရှယ်လီဟာတိတ်ယုံညံ့နဲ့မိမ့်ပါပဲဒီကောင်မဘာလို့ဘေဒင်သွားမိတာလဲကြက်တည်းမရှိတဲ့ဇကားတွေကိုတဲလာတာဒီကောင်မပဲဘေဒင်ဆရာဆိုတဲ့ကောင်ကဘာကောင်လဲဘာအာယုံလဲဘာကြောင်တာလဲဘေဒင်ဆရာကိုတက်မပစ်ခဲ့မိတာမှားတာပဲသိဟုတ်တာဗောဒီကောင်သိနိုင်တယ်အဲ့ဒီနောက်ချစ်ခင်ရန်ကုန်ကိုတိတ်တဆိတ်ဆင်းသွားပြီးဘေဒင်ဆရာကိုသူ့ကိုယ်တိုင်ပဲတက်ပြစ်လိုက်တယ် ဒီလိုအလုပ်တွေကို तू လုပ်နေကြပါတိတ်ပြီးတာဗောဘယ်သူမှမသိလိုက်ဘူးမသိရင်ပြီးတာပဲမဟုတ်လားရန်ကုန်မှာကြာကြာနေလို့မဖြစ်ဘူးမြန်မြန်ပြန်မှဖြစ်မယ်အကြောင်းတစ်ခုရှိတယ်တခုကတော့ဘီဒင်းဆရာကိုတတ်တဲ့ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေ तू မြန်မြန်လက်မှာဖြစ်မှာဗောနောက်တစ်ကြောင်းကတော့ तू ရွာပြန်ရောက်တော့ပြာရာခတ်နေပြီအိမ်မှာဝေယဝက်ဆာလုပ်တဲ့ ထမင်းချက်တဲ့ကောင်မလေးမြရည်မရှိဘူးဈေးသွားတယ်လို့ပိတ်ထားတဲ့တော့ကလောက်မှာစာရေးထားတယ်ချစ်ခင်ပူပြီးစိတ်တူသွားတယ်သူ့မှာပါတဲ့တော့ဘုံနဲ့ဖွင့်ပြီးအိမ်ထဲဝင် ပါလာတဲ့ပစ္စည်းတွေကိုအခန်းချင်းကလေးထဲမှာပြစ်ချထားခဲ့ပြီးမြရည်အိတ်ခန်းထဲကိုတန့်သွားတယ်အခန်းချင်းကလေးထဲမှာမြရည်ပစ္စည်းကနည်းနည်းလေးရှိတာပါအဲ့ဒါကိုအပြန်ပြန်လှန်လှန်မှွေနောက်ရှာဖွေကြည့်တယ် ဘာတွေ့မှလဲအင်ကြီးကလေးနဲနဲထမိန်လေးသုံးလေးတယ်ပေါန်ဒါဘူးလေးတနခါတုံးကြောက်ပြင်းဘာဘာညာညာတိတ်ရှုပ်ရှုပ်ရှက်ရှက်မဟုတ်ပါဘူးရှင်းနေတာပါဖြာအောက်ကိုလှန်လိုက်တော့မှ စာတူကလေးတစ်ဆောင်ထွက်လာတယ်မြကြီးရဲ့အတော်တယောက်စီကစာပဲစာကောင်းကောင်းတက်ဟန်မတူပါဘူးအဖြစ်ရေးထားတာပါချစ်ခင်တက်တစ်ချက်ခောက်လိုက်တယ်နောက်ဆုံးတွေ့တာက နိုင်ရံမှာချိတ်ထားတဲ့မြကြီးရဲ့လွယ်အိတ်ကလေး ချစ်ခင်ပြာရခတ်နေပြီလွယ်ဤကလေးတဲ့ကြည့်လိုက်တော့ထင်တဲ့အတိုင်းပါပဲလက်ကင်ဘွားသေးသေးလေးတစ်ထည်နဲ့ဆေးပလင်းနှစ်ပလင်းရှေရှေဖန်ပလင်းလေးတွေဘာစားမှရေးမထားဘူးအဖုံးဖွင့်ပြီးနမ်းကြည့်ဖို့မကြိုးစားတော့ဘူးဒီလောက်တော့တတိရှိရမယ်လေကိုချစ်ကိုချစ်ခင်အသက်ရှူမြန်းလာတယ်ဒေါသကိုမနှဲထိန်နေရပြီအဲ့ဒီအချိန်မှာမြရီရောက်လာတယ် ကိုချစ်ခင်အိမ်ပြန်ရောက်နေပြီဆိုတာကိုအေကန်းလေးကပစ္စည်းတွေမြင်တာနဲ့သိဟန်တူတယ်။နောက်ဖေးပြေးဝင်လာတယ်။ကိုချစ်ခင်ကမြတ်ကြီးရဲ့အခန်းဝါကရက်ဆောင်နေတယ်။သူ့မျက်နှာကိုမြင်ယုံနဲ့မြတ်ကြီးသိပါတယ်။အခြေအနေမကောင်းဘူးဆိုတာ။ကိုချစ်ခင်ကမြတ်ကြီးကို စာတူကလေးထုတ်ပြတယ်။မြတ်ကြီးကစာကလေးကိုတလက်ကိုချစ်ခင်ကိုတလက်ကြည့်ရှာတယ်။ဒါရန်ကုန်ကစာပဲ။ဟုတ် ဟုတ်ကဲ့ နင့်အဒေါ်လာဟုတ်ကဲ့နင့်ရန်ကုန်မှာနေဘူးတာပေါ့ဟုတ်ကဲ့ဘာလို့ငါ့ကိုမပြောတာလဲကျမရန်ကုန်မှာနေခဲ့တာလွန်ခဲ့တဲ့15နှစ်လောက်ကပါဘာပဲဖြစ်ဖြစ်ငါမကြိုက်ဘူးဟုတ်ကဲ့မြ ãi ဤသူ့မျက်နှာကိုမကြည့်ရတော့ပါဘူးသူ့ကိုယ်သူလည်းမနှဲထိမ့်ပြီးရက်နေရတယ်ဘာမှမပြောပဲသူ့ကိုစိုက်ကြည့်နေလိုက်တာအကြာကြီးပဲမြ ãi ဤဘာလို့ရမှာလဲ ထွက်ပြေးရမှာလားငိုချလိုက်ရမှာလားဘာမှလည်းလုပ်လို့မရဘူးကိုချစ်ခင်ကဆေးပလင်းတစ်ခုတည်းကအမှုန့်တွေကိုမြရီစားပြဖို့အမိန်ပေးတယ်မြရီကကဒုံကရင်နဲ့ပလင်းကို ဖွင့်ပြီးလက်ဝါးပေါ်ဆေးမှုန့်တွန်ချပြီး ကိုချစ်ခင်ကိုမော့ကြည့်တယ်ရက်စမ်းမိုးချိုးပြစ်လိုက်သလားအောင်မရတယ်။မြရီကပြားကရရက်ပြလိုက်ရတယ်။နောက်ဆေးပလင်းလဲ ထက်ပြီးရက်ပြရတယ်။ဒါဘာဆေးတွေလဲ။တစ်ခုကသွေးဆေးပါ။နောက်တစ်ခုကရက်စားပါ။ကိုချစ်ခင်ကမြားကြီးကိုစိုက်ကြည့်နေတယ်။ခဏနေရင်နှုတ်ခမ်းတွေပြားလာမှလား။မူးပြီးလဲကျသွားမှလား။ဝေဒနာတွေကိုချိတ်ခံနေတာလား။တမနစ်၊နှစ်မနစ်၊၃၄၅တော်တော်ကြာတယ်။သိတ်ကြောက်เสียကောင်းတာပဲ။ ပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်နေတယ်။မြကြီးကဘာမှမဖြစ်ပါဘူး။ဘာဖြစ်မှလဲ။သွေးစေးနဲ့ရက်စားကိုရက်လို့ဘာဖြစ်မှလဲ။မြကြီးနားလဲပါတယ်။ကိုချစ်ခင်ဘာကြောင့်သူ့ကိုစားခိုင်းရက်ခိုင်းနေဆိုတာ။မြကြီးမျက်ရည်ပေါက်ပေါက်ကျလာတယ်။ခဏနေတော့ငိုတယ်။ကိုချစ်ခင်ကိုအော်ပြီးပြောပြလိုက်တယ်။ချက်ချင်းအလုတ်ထွက်မယ်လို့။ကိုချစ်ခင်ကြည့်ရတာ မြားကြီးကိုချက်ချင်းရိုက်ပစ်လိုက်တော့မှလို့ပဲတကယ်ကြတော့သူရိုက်ဝဲဟံမတူဘာအပြစ်မှမရှိပဲရိုက်ပစ်ဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပဲလူတွေတောင်တက်ခဲ့သေးတာပဲဒါလေးမြဝင်လင်းเสียလားဒါပေမဲ့ကိုချစ်ခင်မြားကြီးကိုမရိုက်ဖြစ်ပါဘူးသူအုံနောက်တွေကခေါင်းထဲကမရှိတော့ပဲခြေပြားအထိ ရှော့ကျသွားသလားစိတ်ပြက်ပြက်နဲ့အိမ်ရှိကိုထွက်သွားတယ် ်အိမ်ရှိအေကမ်းမှာတော်တော်ကြာကြာမလုံမဆက်ထိုင်နေသေးတယ်ပြီးတော့မှ သူ့မျက်နှာသူ့ကန်ကြည့်မိတယ်မုတ်စိတ်မရိတ်တာကြာပြီပဲမုတ်စိတ်မပြောနဲ့ရေမချိုးတာကိုကြားလာပြီခုမှကိုကိုကိုအနံ့ရလာတယ်နန်းစော်နေတာပဲသူကိုသူ ပုတ်နေပြီလို့သိလိုက်တယ်အေကမ်းထဲကအိတ်ခမ်းထဲကိုဝင်ခဲ့တော့ရုပ်ရက်တော်တော်မှောင်သွားတယ်သူ့မျက်လုံးတွေမွဲသွားပြီး လေးငါးစက္ကန့်လောက်ကြာမှ အတော်အသင့်မျက်စိကျင်သားရလာတယ်။ဘယ်ဘက်ကိုလှည့်ကြည့်လိုက်တော့သူမတုံးနာကြာပြီဖြစ်တဲ့အဝိဘီတို့ကိုတွေ့ရတယ်။အဝိဘီတို့ကိုဖုံမတင်အောင်လို့မြကြီးကလိုက်ကာစားအဟောင်းတစ်ခုနဲ့အုပ်ထားတယ်။အလင်းရောင်ခနေနေနဲ့ဆိုတော့ကြောက်เสียကြီး။ကြက်သေးမရှိဘူး။အဲ့ဒီအဝိဘီတို့အဖုံးတစ်ဖက်မှာကိုတပိုင်းလောက်ကြည့်လို့ရတယ်မှန်ရှိတယ်။ကိုချစ်ခင်ကောင်းတဲ့ဖြတ်ခနေဝင်လာ ပုတ်စော်နံနေတဲ့သူ့ကိုယ်သူပြန်ကြည့်ကြင်လာတယ်။ဖုံးထားတဲ့လိုက်ကစမိခိုးရောင်ကြီးကိုဆွဲရံပြီးဖယ်လိုက်တော့ဖုံနေလွင့်တက်သွားတယ်။ကိုချစ်ခင်ကမှန်သေးကိုကြည့်လိုက်တယ်။ဒါပေမဲ့ရုပ်တရက်ဘာမှမမြင်ရဘူး။အလင်းရောင်နေတာကတကြောင်းလွင့်တက်သွားတဲ့ဖုံတွေပြန်ကျလာတော့မှုံနေသေးတာကိုဖုံတွေငြိမ်သွားတော့မှမှန်တဲ့ကသူ့အိပ်ပေါ်လာတယ်မျက်နှာတည်ကြီးနေကိုချစ်ခင်ပြုံးလို့မရတော့ဘူး မဲ့ကြည့်တယ်ရတယ်မှန်တဲ့ကသူ့အရေးလဲမဲ့သွားတယ်မဲ့ပုံကယွန်းစရာကြီးဒါပေမဲ့မှန်တဲ့ကအရေးကပူပြီးမဲ့မဲ့လာတယ်ပုတ်တိုးတိုးမျက်နှာကြီးကတဆင့်တင်းမာလာတယ်အဲ့ဒီတည်တင်ကအတွင်းမှာပဲမှန်တဲ့ကအရေးရဲ့လက်မြောက်တက်သွားပြီး၆လုံးပြူပြောင်းဝကမီးပွင့်သွားတယ်ကိုချစ်ခင်နောက်ဖက်ကိုလွင့်ထွက်သွားတယ်အခန်းနံရံနဲ့ပြစ်ဆောင်ပြီး အောက်လျှော့ကျသွားတယ်။ရင်ဘတ်မှာသွေးတွေနဲ့ကိုချစ်ခင်တိတ်အံ့ဟောသွားတယ်။အလွန်ချောက်ချောက်ချားချားလည်းဖြစ်တယ်။မှန်တဲ့ကလူရဲ့ရင်ဘတ်မှာလည်းသွေးတွေနဲ့ပါလား။ဒါပေမဲ့သူ့လက်မှာတော့တနက်ရှိတယ်။မီးထက်ပွင့်သွားတယ်။ကိုချစ်ခင်နောက်ပြန်လွင့်ထွက်သွားပြန်တယ်။အခန်းနိုင်ငံကတစ်ဆင့်ရှော့ကျသွားပြန်တယ်ဒီတခါတော့ ဘယ်ဘက်ရင်အောင်ပေါက်ထွက်သွားပြီကိုချစ်ခင် ပြန်မထနိုင်တော့သူ့လက်နှစ်ဖက်စလုံးကိုတည်တည်ချာချာပြန်ကြည့်တယ်သူ့မှာတနက်ကင်မထားပါဘူးကိုချစ်ခင်ဗီဒီယိုတကားကမှန်ကိုလှမ်းကြည့်တယ်မှန်ပါပဲဟုတ်ပါတယ်ဒါမှန်အစ်စ်ပဲဝင်းဖေကလျာမဂဇင်းနိုဝင်ဘာ1990 အခုလိုနားဆင်ပြီးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။